အလိုအစောကလိုင်းကွာတဲ့နဲ့မမ YouTube channel လေးကနေ nutrition ကျူးကျူးလိုက်ပါတယ်ဒီနေ့လေးမှာတော့နန်းနန်လေးကဆရာကြီးမောက်ခင်မဲ့ review ရေးတာတယ်စကားသမုတ်တရားစာသမုတ်တရားဆိုတဲ့စာအုပ်လေးရဲ့အပိုင်း16ကိုဆက်လက်ရုပ်ဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ရင်ခန်းစားပေးကြပါအောင်နော် အချင်းအချင်းအဖွင့်အပေးတငယ်ချင်းတယောက်ကအင်းငန်းငါသည့်အကြောင်းပြောကြဆိုကြရင်သူအခန်းကအကျဲဆယ်ပေလောက်ပဲရှိတယ်ကွာဟုတယောက်ကပြောပါတယ်သူအခါအခြားတယောက်ကဟာဆယ်ပေဆိုတာချင်းချင်းကလေးပဲကွာဘယ်မှာကျဲလို့လဲ ဒီတော့အချင်းဆက်ပေးရှိကြရလောက်ပဲပြောမှအမှန်မှာပေါ့ဟူဟာတလုတ်လိုက်ပါလေစကားသုံးလုံးများကို စိတ်ဝင်စားတတ်တော့ကျွန်တော်ဖို့တော့ထိုစကားဝိုင်းမှာအတွင်းမြင်တန်းစရာရသွားပါပြီအချင်းကျဲကဲ့သို့အတိတ်ပဲနဲ့စန့်ကျင်သောစကားမျိုးကိုချန့်ကျင်ပဲစကားဟုခေါ်ပါတယ်ဒုတိယကျော်အောင်စန်းထားဆရာတော်ကမူဝိရလာပကတဏီကျမ်းတွင် ်ဤစကားမျိုးကိုပရိပခာဝဟရာဟူ၍အမည်ပေးမှုပါတယ်ကျဲချင်းကောင်းစိုးနိဝေနဲ့မြာကြည်ငယ်ရှေတူစတဲ့ဖြစ်စန့်ကျင်ဘက် စကားတွဲများစွာ ရှိပါလေ။ကုံဝေကျွေတွေတခုဤအတန်းစကိုလိုက်ရွဲပြသည့်စကားများဖြစ်ပါလေ။ ဤစကားများဤထင်ရှားသောလက္ခဏာတရမှာ ပုံသေးသဘောမဆောင်ပဲအခိုက်တန့်သဘောဆိုင်ခြင်းပင်ဖြစ်ပါတယ်။နှမ်းရှင်စရာနှစ်ခုကိုနှမ်းရှင်လိုက်သည့်အခိုက်တန့်တွင်တတ်မှတ်သည့်တတ်မှတ်ချက်မျိုးဖြစ်တဲ့ဆိုပါဆိုကြည်တည်ငယ်သည့်ဆိုရ၌မြည်သည့်ပမာဏကိုကြည်တည်ဟုတတ်မှတ်မည်နီမြည်သည့်ပမာဏကိုငယ်သည်ဟုတတ်မှတ်မည်နီ နိုင်ရှင်ချရာတို့ကိုမညင်ညွန်ပဲအကြီးအငယ်တတ်မှတ်၍မရပါစင်တတော်အတွက်တတ်မှတ်သောအကြီးအငယ်ပမာဏသည် ကျတတော်အတွက်တတ်မှတ်သောအကြီးအငယ်ပမာဏနှင့်မတူနိုင်ပါစင်ငယ်သည်ကြွက်ကြီးထက်အစာပေါင်းများစွာ ကြီးနေပါလိမ့်မယ်ငါးဘေဟုသော ပမာဏသည်ဝါလုံးအတွက်တူသောသဘောဆောင်တော်လေအင်းအတွက်မူရှေသောသဘောဆောင်ပါလေ လာတဲ့သူတော်တော်နေလီဆိုပြောစကားသည်အိမ်တဲအိမ်မညစာစားပွဲကို ကြီးညွန်းလျက်လူ9ယောက်6ယောက်လောက်ကိုသာဆိုလိုတော်လဲဘောလုံးပွဲတပွဲကိုကြီးညွန်းလင်မှုလူတရားနေရာကိုဆိုလိုပါလိမ့်မယ်။နိုင်ရှင်တို့အရာများကွဲပြားမှုကိုလိုက်ရင်တတ်မှတ်ပုံကွဲပြားသွားသည့်တဘောဖြစ်ပါတယ်။ကျွန်တော်တငယ်ချင်းငါတော့အိတ်ကန်တီအိမ်ဟူသောဆန်ရကြည့်လည်းရင်ကျင်းတီဟူဆိုရတော့လည ေချိုကန်ဟူသောဆန်ရကြည်ရင်မှုကျဲတီဟူဆိုနိုင်ပါလိမ့်မယ်။ထို့ကြောင့်ကျင်းကျင်းကျဲကျင်းစသည်ဆန့်ကျင်ဘက်စကားများသည်ပုံသေးမဟုတ်ပဲအခိုက်တန်သဘောဆောင်သည်ဟူဆိုရခြင်းဖြစ်ပါတယ်။ဤစကားများကို300တွင်နှစ်ခုနိုင်ရှင်သည်သဘောမဟုတ်ပါကဆန့်ကျင်ဘက်စကားလုံးနှင့်တလုံးကိုသာပင်နိုင်ထား၍သုံးလို့ရှိသည်။ တရားခန်းဘလောက်ကျတလဲအကျေဘလောက်ရှိတလဲဟူတာသုံးယူရှိပါတယ်ဘလောက်ကျင်တလဲအချင်းဘလောက်ရှိလဲဟူသုံးယူမရှိပါ အတိုင်းစာဘလောက်ပင်ရှိပါစေ အမြင့်ကဘယ်များအရှိကဘယ်များဟူတာသုံးယူရှိပါတယ်အနှိမ်ကဘယ်များအတူကဘယ်များဟူသုံးယူမရှိပါဒီတော့တုံးတော့အခါအကျဲအမြင့်အစေစသည် စကလုံးများသည်ကျဲဝန်းခြင်းမြင်မာခြင်းရှေလျာခြင်းဟုသော အနက်ရိပ်ပဲတို့မဆောင်တော့ပဲအတိုင်းပမာဏကိုပုံမှန်ယူညွတ်တော့အရိပယ်မျိုးကိုသာဆောင်နေကြောင်းတွေ့နိုင်ပါတယ်ဆိုလိုဒီမှာတီတန်ရဲ့အမြင့်ကပနဲ့ပိလဲဟုသောအတုံနိုင်အမြင့်သည်မြင်မာချင်းဟုသောအရိပယ်မဆောင်ဝဲဒီတိုင်းအတာတဘောဟုသောအရိပယ်ကိုသာဆောင်ခြင်းဖြစ်ပါတယ်ထို့ကြောင့်ထိုစကားကိုပေဒရာရှိသောတန်ရွတ်သုံးလို့တလို့ ငါးပေသားရှိသောအတိုင်းအတွက်လည်းသုံးနိုင်ပါတယ်။ကျန်စကားများသည့်လည်းထိုတပေါ်ပင်ဖြစ်ပါတယ်။ထို့သောစန့်ကျင်ဘက်စကားမျက်ကိုအပြန်လဲနှိုင်းရှင်သုံးပါကွာ။ခွေးကကြောင်ထက်ကြီးတယ်၊ကြောင်ကခွေးထက်ငယ်တယ်။စသဖြင့်သုံးပုံမျိုးဖြစ်ပါတယ်။ထိုစကားများသည့်ဂုံရည်တွင်အတိုင်းစပုံမူတည်၍ကွဲပြားသောစကားများဖြစ်သည့်အတွက် ထွန်းဆန့်ကျင်ပတ်စကားနှစ်ခုကြားတွင်သူတိုင်းဆန့်နှင့်သူပြောသောစကားများရှိနေပါသေးတယ်။အကြီးနှင့်အငယ်အကြားနှင့်အသက်ဟူသောရှိသည်မဟုတ်ပါလော။ပူနှင့်အေးကြတွင်နှွေးဟူရေးရှိသည်မဟုတ်ပါလော။နောက်ဆန့်ကျင်ပတ်စကားတစ်မျိုးမှာနှစ်ခုအပြည့်ခွဲနိုင်သောစကားမျိုးဖြစ်သည့်သေရှေဖွင့်ပိတ်ယောက်ျားမိန်းမလူပြောအိမ်တော်သည်စသည့်စကားများဖြစ်သည့် ဒီစကားမျိုးဒီရွှေရင်ပေါ်ပြခဲ့တော့စကားမျိုးလိုအခိုက်တန်တဘောမဆောင်ဝဲပုံနေတဘောဆောင်သည့်အတွက်တခုမဟုတ်လျင်ကြံတခုမဟုတ်ဟုအပြည့်ပြောနိုင်နေတေဒီဆိုလျင်ရှင်ဟူရော၎င်းရှင်ဒီဆိုလျင်မသေးဟူရဲ့၎င်းယောက်ျားဆိုလျင်မိန်းမဟူရဲ့၎င်းမိန်းမဆိုလျင်ယောက်ျားမဟုတ်ဟူ၎င်းအပြည့်ခွဲခြားနိုင်ပါတယ် ပထမအမျိုးစားစန့်ကျင်ဘက် စကားများမှာဘူးထိုးထိုးအပြတ်မခွင်းနိုင်ကြောင်းတွေ့နိုင်ပါတယ်။လူမနေပါဘူးဆိုလည်းရင်အများကြီးလည်းဖြစ်နိုင်တဲ့တော့မနေမများအသင့်တယ်လည်းဖြစ်နိုင်ပါတယ်။အင်္ဂါမကြီးပါဘူးလို့ဆိုလည်းရင်တတိငငယ်လေးဖြစ်နိုင်တဲ့တော့မကြီးမငယ်အလယ်လယ်လည်းဖြစ်နိုင်ပါတယ်။သေရှင်ယောက်ျားမိန်းမတို့ကဲ့သို့သောအပြတ်ခွင်းနိုင်သောစန့်ကျင်ဘက်စကားတစ်မျိုးရှိပါသေးတယ်။ တိတွေ့စတော့စတဲ့ဖြင့်စန့်ကျင်ဘက်စကတ်တွင် မရှိသောစကားမျိုးဖြစ်ပါလေ။ဒီစကားမျိုးကို ရှေ့ကမှတွေ့လျက်မတိမတွေ့မစမတော့စတဲ့ဖြင့်သုံးပါလေ။တိကမှန်သည်ဆိုလျင်မတိကမှားပါလိမ့်မယ်။မတိကမှန်သည်ဆိုလျင်တိကမှားပါလိမ့်မယ်။စာတီအရေးဖွဲ့ကိစ္စတွင်စက်ကြက်ပဲစကားမျိုးကိုကျဉ်းကျဉ်းချင်းချင်းတုံးချင်းဖြင့် ထူးခြားထက်မြတ်သောအာလိတေမျိုးပေါ်ပေါက်နိုင်ကြောင်းတွေ့ရပါတယ်။ရှင်လရက်နေတဲ့နေသူရှင်ချောင်းသေးချက်ရှင်ချက်သေးချာလူမွဲပြောင်လူပြောင်မွဲစသည် ဆိုယိုးဆိုထုံးစကားများကို လေ့လာကြည့်မယ်ဆိုရင်စန့်ကျင်ဘက်စကားများဖြင့်ထူးခြားအောင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းတွေ့ရပါလိမ့်မယ်။သေးမှတာလှသည်မဟုတ်ပါ ဝေးမှတာရသည်မဟုတ်ပါ မသေးဘဲနဲ့လဲလှပါတယ်မဝေးဘဲနဲ့လဲကြပါသည်ဆိုတော့ကြီးကံရှင်ကြီးမြစ်တာစာပွဲမျိုးတွင်စန့်ကျင်ဘက်စကားများဤတက်တီတီအထင်အရှားပေါ်လင်းနေသည်ကပြဆရာမငွေတာရီကွယ်လွန်စင်ကဆရာတောင်းနေစေရေးပွဲတော့စာဆိုသေးလဲမသေးစာဆိုတင်စားလို့သည် မြေကိုတက်တီပြူရီတကားဟူသောအပွဲမျိုးတွင်စန့်ကျင်ဘက်စကားများဤအင်အားသည် အရေးပါသေးမဟုတ်ပါလို့ဆရာမောင်ထင်ကလည်းလွတ်လပ်ရေးအတွက်အသက်ပေးသွားသူများကိုကျုပ်တို့ရှင်စေခြင်းကသေသွားသူများဟူ၍စန့်ကျင်ဘက်စကားနှလုံးကို ထိတ်တိုက်ပြုကချီးကျူးဖွယ်ပူပါတယ်စန့်ကျင်ဘက် စကားများလေးလာမှုသည်လည်းစိတ်ဝင်စားပွဲကဏ္ဍတရက်ပါပဲကျဲလေကျင်းလေကျင်းလေကျဲလေစကားတစ်လုံးဖြင့်ရည်ညွန်းသောအညွန့်ကန်အကြောင်းအရာနှင့် ဒီစကားဤအနတ်ဒိဗေတို့တွင်အငင်းကံကနေချင်းလေလေအနတ်ဒိဗေကနေချင်းလေလေအညွန်းကံကနေချင်းလေလေအနတ်ဒိဗေကနေချင်းချင်းလေဖြစ်ပါတယ်ဤသဘောသည်အနတ်ဒိဗေလေလံမှုတွင်ထင်ရှားသောသဘောတရားဖြစ်ပါတယ်အနတ်ဒိဗေကို လေလံသောပညာရှင်များသည်စကားလုံးများဤအနတ်ဒိဗေများကိုအစိပ်ပိုင်းများဖြစ်အောင်ခွဲခြားလေလံကြကြောင်းရခင်ကတင်ပြဆွေးနွေးခဲ့ပူပါတယ် တာတကအဖြစ်ယောက်ျားကလေးနဲ့မိန်းကလေးဟူသောစကားနှလုံးကိုပထမပြပါရစေယောက်ျားကလေးဟူသောစကားတွင်တလူပြည့်ခြင်းနှင့်အဖို့တဝါဖြစ်ခြင်းသုံးငရဲခြင်းဟူသော အနတ်ရိပ်ပဲများပါဝင်နေကဲ့သို့မိန်းကလေးဟူသောစကားလုံးတွင်လည်းတလူပြည့်ခြင်းနှင့်အမပြဝါဖြစ်ခြင်းသုံးငရဲခြင်းဟူသောအနတ်ရိပ်ပဲများပါဝင်နေပါသည်တို့ဖြင့်ယောက်ျားကလေး၏အတိတ်ပဲကိုဒူပလက်အဖို့ငရဲသူ စိတ်ပိုင်းများခွဲပြနိုင်ခဲ့သူမိန်းကလေး၏အတိတ်ပဲကို လူအပေါင်းအမငယ်ရွယ်သူဟုအစိတ်ပိုင်းများခွဲပြနိုင်ပါလေစကားလုံးများ၏အနက်တိတ်ပဲကို အပိဓာန်များတွင် ဖွင့်ဆိုရနိုင် လူအပ်သောအနက်တိတ်ပဲအစိတ်ပိုင်းများပါဝင်အောင်ထည့်သွင်းဖွင့်ဆိုကြမယ်ဖြစ်သည်ခွဲဟုသောစကားလုံးကိုမြမပိဓာန်အချင်းချုပ်တွင်ကြိုက်တဲ့ဟောင်းသက်သည်ခြေလေးကြောင့်တရိษံတမျိုးဟု အနက်ဖွင့်ထားကြအရာ ခွေတရိษံခြေလေးချောင်းပါခြင်းကြိုက်တဲ့ခြင်းဟောက်တဲ့ခြင်းဟုသော အစိပ်ပိုင်းများခွဲနိုင်ပါれထို့အတူပြေးဟုသောစကလုံးကိုမြမပိဒံအချင်းချုပ်တွင်လင်းမြန်သောအဟုန်ဖြင့်ဆန်လန်းသည်ဟု၏အတိတ်ပဲဖွင့်ထားကြရပြေးသည်ခြေကိုဆန်လန်းခြင်းလင်းမြန်သောအဟုန်ပါခြင်းအစိပ်ပိုင်းများခွဲနိုင်ပါれထို့သူအပေကိုတသမိဖြစ်ထွန်းသော ဖိုမနအူအနတ်အဖိုတတော်ဟူရဲ့၎င်းအမေကိုတသမိဖြစ်ထွန်းတော့ဖိုမနအူနတ်အမတတော်ဟူရဲ့၎င်းမြမအပိဒံတွင် အချင်းချုပ်အနန္တိပွဲဖွင့်ပုံရာ အဖေအဖိုတသမိဖြစ်ထွန်းခြင်းအမေအမတသမိဖြစ်ထွန်းခြင်းဟူရဲ့အစိတ်ပိုင်းများ ခွဲနိုင်ပါတယ်အိန္ဒိယတွင်အဖေအမေသည်လူသားများအတွက်လမကသက်ရှိတတော်အလုံးအတွက်အကျုံးဝင်သောအဖေအမေကိုဆိုလိုချောင်းကယူးပြူရန် ဖြစ်ပါသည် စကလုံးများ၏အနတိတ်ပဲလေလာမှုတွင်အနတိတ်ပဲအကျုံးဝင်မှုဟုသောကဏ္ဍတစ်ခုပါဝင်ပါလေစကလုံးတစ်လုံး၏အနတိတ်ပဲအားလုံးသည်အခြားစကလုံးတစ်လုံး၏အနတိတ်ပဲတွင်ပါဝင်နေလျင်ပထမစကလုံး၏အနတိတ်ပဲတွင်ပါဝင်နေရင်ဒုတိယစကလုံးတွင်အနတိတ်ပဲအကျုံးဝင်သည်ဟုဆိုပါသည်ရှေ့တွင်ပြခဲ့သောသရကမြတ်ကိုပြန်ကြည့်လျင်လူဤအနတ်သည်ယောက်ျားကလေးဤအနတ်ထဲတွင်အကျုံးဝင်ပါလေ အချောင်းမူယောက်ျားကလေးဤအနက်အစိပ်ပိုင်းများလူအဖို့ငယ်ရသူတဲ့တွင် လူဟုသောအနက်သည် အစိပ်ပိုင်းတစ်ခုဖြစ်ပါဝင်ပြီးဖြစ်သောကြောင့်ဖြစ်သည်ထို့အတူတရိတ်ဆိုင်ဤအနက်သည် ခွေးဤအနက်ထဲတွင် အကျုံးဝင်ပါသည်အကြောင်းမူခွေးအနက်စိတ်ပိုင်းမှာတရိษံခြေလေးကြောင့်ပါခြင်း၊ကြိုက်တဲ့ခြင်း၊ဟောက်တဲ့ခြင်းဟုသောတရိษံဟုသောအနက်သည်အစိတ်ပိုင်းတစ်ခုတည်းပါဝင်နေပြီဖြစ်သောကြောင့်ဖြစ်သည် ဤသို့ဆိုလျင်ခြေကိုဆန်လန်းဟုသည်အနက်ခြေသည်ပြည့်ဤအနက်ထဲတွင် အကျုံးဝင်ကြောင်းသိတာနိုင်ပါသည်ရခင်လာကဆွေးနေတင်ပြခဲ့တော့ဆလာတစ်လုံးနဲ့ကအနက်ဒိတ်ပဲကွပြနေသည်ဆရာမိမစာတီစကလုံးများကိုလည်းအေးနေဒိတ်ပဲအကျုံးဝင်မှုတဘောနဲ့ဆက်ဆက်ကြည့်နိုင်ပါတယ်ဆရာဤအနက်ကိုတင် जा ပြတတ်ပေသည့်လူပုတ်ကိုကြားမအလုံးဟူရေးကောက်ယူလည်း ဆရာလူသင်ကြားပြတတ်ခြင်းဟူသောခွဲစိတ်နိုင်ပြီးဖြစ်ပါတယ်။ထို့သောမဟုတ်ပဲဆရာနဲ့ကိုဆရာမမဟုတ်တော့အမျိုးသားဆရာဦးရေကောက်ယူလည်းရင်ဆရာလူအဖို့တော်ဝါသင်ကြားပြတတ်ခြင်းဟူရေခွဲစိတ်နိုင်ပြီးဖြစ်ပါတယ်။ဤသို့ဆိုလည်းရင်ဆရာဤပထမနဲ့သည်ဒုတိယနဲ့တည်းတွင်အကျုံးဝင်ပါလိမ့်မယ်။တို့တူမိမအီအနက်ကိုမိမအားလုံးဟူရေကောက်ယူလည်းရေမိမလူအမတတပါဟူခွဲစိတ်နိုင်ပါမည် စနီမယဟူရဲ့ကောက်ယူလျင်မိမလူ အမတော်ဘွားယောက်ျားနဲ့လက်ထပ်ပန်းသွင်းခြင်းဟူရဲ့ခွဲစိတ်နိုင်မည်ဖြစ်ပါတယ်ဤသို့ဆိုလျှင်မိမအီပထမနှစ်သည်ဒုတိယနှစ်ထဲတွင်အကျုံးဝင်ပါလိမ့်မယ်ဤနေရာတွင်အနက်ရိပ်ပဲအကျုံးဝင်မှုတဘောကိုအောင်းသူတန်ခွဲဖြစ်မှုတဘောနဲ့လဲဆက်ဆက်ကြည့်နိုင်ပါတယ်အနာရိပဲကျွန်းတူပြီးတိချောက်ွက်ပြနေသောစကလုံးများကိုចောင်းသူတန်ွက်ဟုမှတ်ယူနိုင်ပါတယ် အမေနဲ့မိခင်ဆိုပါဆိုအနေဒိဗ္ဗဆွင့်သူသည့်အတွက်ထိုစကားနှလုံးကိုကျောင်းသူတန်ကွယ်စကားနှလုံးဟုမှတ်ယူနိုင်ပါတယ်။မိခင်ကအမေထက်ပိုရိပ်စားပေးဆံပြီးပိုရိပ်ခံရသောအငွေသက်ပါခြင်းကိုဂရုပြုပွဲဖြစ်ပါတယ်။ထိုစကားလုံးနှလုံး၏အနေဒိဗ္ဗစိတ်ပိုင်းများခွဲစိတ်ကြည့်လျင်အမေအမသာသမီဖြစ်ကြုံခြင်းဟုသောအနေဒိဗ္ဗစိတ်ပိုင်းများကြပါလိမ့်မယ်။ အနက်ရိပ်ပဲအစိပ်ပန်းချင်းအတူတူဖြစ်လျက်အမေဤအနက်သည်မိခင်ဤအနက်ထဲတွင်အစုံးဝင်သည်ဟုလဲဆိုနိုင်တဲ့သူမိခင်ဤအနက်သည်အမေဤအနက်ထဲတွင်အစုံးဝင်သည်ဟုလဲဆိုနိုင်ပါတယ်ဤသို့ဖြင့်စောင်းသူတန်ခွဲစကလုံးများသည်တစ်ခုနဲ့တစ်ခုအနက်ရိပ်ပဲစဉ်အပြန်အလှန်အချုံးညင်ညီအစုံးဝင်သည် စကလုံးများဖြစ်သည်ဟုပညာရှင်တို့မိတ်ဆွေကြပါတယ် အနက်ရိပဲအစိပ်ပန်းခြင်းအရေရွယ်ခြင်းအတူတူဖြစ်သည့်အတွက်တစ်ခုကတစ်ခုတည်းများသည်နည်းသည်ဟူ၍မရှိပဲအချိုးသာခြင်းညီမျှစွာရှိနေသည့်သဘောကိုဆိုလိုခြင်းဖြစ်ပါသည်။စာမစာတွင်တင်ပြခဲ့သောအချင်းကျဲကိစ္စကိုပြန်ကောက်ပါမယ်။လူနဲ့ယောက်ျားကလေးဆိုပါစို့ယောက်ျားကလေးအလုံးလူဖြစ်ဒီကိုအထုပြောဆိုရန်မလိုပါသူစကားလုံးနှလုံးဖြင့်ညှို့အပ်သောအညွန့်ခံများကိုကြည့်မည်ဆိုလျင် ယောက်ျားကလေးအလုံးသည်လူဟုသောသတ္တဝါမျိုးစနှင့်ပဲတဲ့တွင်ပါဝင်နေကြောင်းထင်ရှားပါသည်။ထို့ကြောင့်လူကယောက်ျားကလေးထက်ပို၍နှင့်ပဲကျဝန်းပါသည်။လူဟုသောအညုံးခံသည်ယောက်ျားကလေးဟုသောအညုံးခံသက်ပို၍နေကြသည်ဟုပင်ဆိုနိုင်ပါသည်။အနတ္တိပဲပဲကကြည့်လျင်ထိုအချင်းကျဲသောသည်ပြောင်းပြန်ဖြစ်သွားပါလိမ့်မယ်။ရှိတဲ့တင်ပြခဲ့သည့်အတိုင်းယောက်ျားကလေး၏အနက်ကိုခွဲစိတ်ကြည့်လျင်လူအဖို့ငရဲ့သူဟုရဲ့ရနိုင်သည့်အတွက် ထိုအထဲတွင်လူဟုသောအနက်ပဝင်ပြီးသားဖြစ်ကြောင်းထင်ရှားပါသည်။ထို့ကြောင့်လူဤနှင့်သည်ယောက်ျားကလေးဤအနက်ထပ်ပူ၍နေချင်းတီကိုတွေ့ရပါသည်။အညုံကံနေနဲ့ကြည့်လျင်လူကယောက်ျားကလေးထပ်ပူ၍နေချင်းသည်အနက်ရိပယ်နေနဲ့ကြည့်လျင်လူကယောက်ျားကလေးထပ်ပူ၍နေချင်းသည်အညိုကံနဲ့ကြည့်လျင်ယောက်ျားကလူထဲမှာပါဝင်နေသည်အနာဒိပယ်အနေနဲ့ကြည့်လျင်လူကယောက်ျားကလေးထဲမှာပါဝင်နေသည် ထို့အတူခွေရလုံးသည်တရိษံများဖြစ်သည့်အတွက်အညုံးကန်နေနေဆိုလျင်တရိษံကခွေထက်ပို၍နေချက်သည်အနတ်ဒိဗ္ဗံအနေနဲ့ဆိုရလျင်ခွေ၏အနတ်ထဲတွင်တရိษံဟုသောအနတ်ပါဝင်နေပြီဖြစ်သည့်အတွက်ခွေကတရိษံထက်ပို၍နေချက်သည်ဘေဟာကဘေဟာလည်းပါဝင်တည်းဟုသောစေတနာကိုဖြည့်ရှင်းရမှာရှုပ်ခဲသည့်အတွက်အချို့ပညာရှင်များက အနရိပယ်ပါဝင်မှုနဲ့အညုံးကံပါဝင်မှုဟူ၍ခွဲခြားဖော်ပြတတ်ကြပါသည်ပါဝင်မှုဟူသောစကလုံးဤအနရိပယ်မရှင်းမလင်းဖြစ်တတ်သည့်အတွက်အချို့ပညာရှင်များကရှေ့တွင်ဖော်ပြသည့်အတိုင်းအနရိပယ်အကျုံးဝင်မှုဟူသော စကားကိုအတုံးပြကြပါသည်အများဆိုလည်းအညုံးကံနဲ့အနရိပယ်တို့ဤအကျဉ်းအကျယ်သဘောသည်ထင်ရှားလောက်ပြီးဟူယူဆပါသည်သူတို့ဘောတွင် ဆက်ဆက်နေတော့စကားလုံးများကို အစင်းချင်းကြည့်ရပါလိမ့်မယ်အဝိအိမ်ဒီရှက်အိမ်ဒီရှက်အိမ်ဒီလက်တူအပြာရရှက်အိမ်ဒီလက်တူဟူ၍စကားလုံးများကိုကြည့်ပါအညွန်ကန်နေနေဆိုလည်းရင်အဝိဟူဒီအိမ်နေတာမက ပဆိုးထမင်းပေါင်းမိစသည်အဝိအလုံးအစုံဝင်သည့်အတွက်အဝိသည်နှင့်အကျယ်ဆုံးဖြစ်ပါလေအိန္ဒိသည်အဝိထဲမှအစုတစုသားဖြစ်သည် ဟုတ်တူဆက်အင်းတီတီလဲအင်းကြီးတဲမှာအဆုတဆုသားဖြစ်တယ်။အင်းလေးအဖြစ်ကြာစကလုံးများတယ်။အညွန်းကအနေနဲ့အနေချင်းချင်းသွားတီကိုတွေ့နိုင်ပါလေ။အပြာရောင်ဆက်အင်းတီလက်တုံးမှာမူအင်းကြီးတွေထဲမှာအဆုကလေးတဆုသားဖြစ်တည် အတွက်အညွန်းကအနေနဲ့အချင်းဆုံးဖြစ်တယ်။အနာရိပဲရာကြည့်လျင်မူအပြာရောင်ဆက်အင်းတီလက်တုံးဟူသောစကားဤအနာရိပဲတဲ့ အဝိမဆာရေးကျန်အလုံးအလုံးယအနန္တိပေများပဝင်းပိတာဖြစ်နေပါတယ်အပြာရောင်ယောက်ျားဝင်းရှေကွဲကိုပေါ်ပိုင်းဝင်းလက်တဝက်တာပါအဝိထေဟူသောတဘောမျိုးခွဲစိတ်ကြည့်လေယဤစကလုံးများဤအနန္တအလုံးပဝင်းချောင်းတွေ့ရပါလိမ့်မယ်အနန္တိပေအစုံးဝင်မှုတဘောသည်စကလုံးများဤအနန္တပိပဲခြင်းဆက်တယ်မှုတရဖြစ်သည်ဘာသာစကားလိုက်တွင် တွေ့ရသောလက္ခဏာတရလည်းဖြစ်သည် စကလုံးဤအနတ်ရိပယ်ကိုစနစ်တကျလေးလာရတဲ့နဲ့အလေးအနက်ထည့်သွင်းလျရာရမယ်ခန္ဓာတည်းရဲ့ချစ်သူဟုဆိုနိုင်ပါတယ်ဆရာကြီးမောင်ခင်မင်းတနုပြူရေးသားထားတဲ့စကားသမုတ်တရားစာသမုတ်တရားဆိုတဲ့စာအုပ်လေးရဲ့အပိုင်း၁၆ကိုဒီမှာပဲခေတ္တခဏရှင်းနာခွင့်ပြုပါရှင်နံနက်လေးချုပ်ဖက်ပြတာလေးကိုအချိန်ပေးနှာစင်ပေးပါတော့ချစ်တော်လေးတို့ရေ www.archipano နန်းနန်လေးတို့မမ YouTube channel လေးကိုလည်း like and subscribe လေးနဲ့ဝင်ရပေးချက်ပါချစ်တော်လေးတို့ရေဆင်းရဲစရာစိတ်ပျက်စရာအားငယ်စရာအနာကျဉ်စရာတွေကိုချစ်တော်လေးနဲ့တို့နန်းနန်လေးတို့ကအတူတူရှိနေပေးမှာမို့အရာရာအတင်းရင်ကြော်ဖြတ်ကြမယ်နော်ဘေးပြာသေးဝေးကပါစေနော် fighting